ဣသရေလကဂါဇာကိုအကူအညီဝင်ရောက်ခွင့်ပေးပြီးဟာမတ်ကိုဖိအားပေးနေပါတယ်။ဂါဇာဒေသမှာပြည်ခတ်ရဆဲရေးတတန်းထပ်တိုးနိုင်မှုဣသရေလဘက်ကဖိအားပေးတဲ့အနေနဲ့လူသားချင်းစာနာမှုအကူအညီတွေကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာဝင်ရောက်ခွင့်ပေးလိုက်ပါတယ်။မလတရနေ့မှာပထမဆုံးအပြည့်အသက်တန်းကုန်ဆုံးခဲ့တဲ့နောက်ဟာမတ်ဘက်ကအဆိုပြုချက်အစ်ကိုလက်ခံလာအောင်ဖိအားပေးနေတာဖြစ်ပါတယ်။ အခုလိုမျိုးကုန်စည်တွေနဲ့ထောက်ပံ့မှုတွေများပိတ်ဆို့ထားလို့ဂါဇာဒေသခံနှစ်သန်းနီးပါးရဲ့အခြေအနေပိုဆိုးလာနေတယ်လို့ကြံရှိနေသေးတဲ့အစ္စရေးတစားကနေလွတ်မြောက်ရေးလမ်းကြောင်းကလည်းမရေမရဖြစ်နေပါတယ်။ဒါပေမဲ့အစ္စရေးနိုင်ငံရဲ့ကန့်သက်ချက်တွေထဲမှာအခြေအသုံးပြုခွင့်တော့မပါဝင်ဘူးဆိုပြီးအတည်ပြုပါတယ်။မွတ်စလင်တွေရဲ့ဥပုလ္လာရာမန်ထဲမှာအစ္စရေးဘက်ကပြစ်ခတ်ရစရေးကို6ပတ်ကြာယာယီတက်တန်းတို့ဖို့အဆိုပြုခဲ့ပါတယ်။ ဲ့ဒီကာလတွင်ဟာမတ်စ်ဘက်ကအသက်ရှင်ကျန်ရနေတဲ့အစ္စရေးဒဇာဂန်တဝက်နဲ့သေဆုံးသွားသူတွေရဲ့အုပ်လောင်းတွေကိုပြန်လွှဲပေးဖို့ဖြစ်ပါတယ်။တကယ်လို့သာပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ကပြစ်ခတ်ရစဲကိုတက်တန်းလို့ညင်းရင်မလိုလားအပ်တဲ့အကျိုးဆက်တွေဖြစ်လိမ့်မယ်လို့အစ္စရေးကချိန်ချောက်ထားပါတယ်။လောလောဆယ်ဟာမတ်စ်ဘက်ကအစ္စရေးဆိုပြချက်ကိုပယ်ချထားပြီးအပေါ်စားဆန်တဲ့ချင်းချောက်မှုလို့ တုံ့ပြန်ခဲ့ပါလေ။အဲဒီနောက်အဆင့်30မှာတဲ့အပြည့်အသဘောတူညီချက်ရဲ့ဒုတိယအဆင့်အတွက်တော့ဆက်ဆွေးနွေးဖို့ရှိတယ်လို့ Hamas ဘက်ကပြောပါလေ။ Israel ဝန်ကြီးချုပ် Netanyahu ကလည်းအပြည့်အကလာအတွင်းနှိမ့်နိုင်ဆွေးနွေးမှုတွေဟာထိရောက်မှုမရှိဘူးဆိုတာသိကြလာရင်ဂါဇာမှာစစ်ပြန်ဖြစ်လိမ့်မယ်လို့တီလင်းပြောပါလေ။တဖက်မှာနေတညာဟုအပြည့်အသဘောတူညီချက်ဒုတိယဆင့်တို့ဆွေးနွေးတာမျိုးမလုပ်သေးတဲ့အလျောက်ဖြည့်တွင်းဝေဖန်ခံနေရပါတယ်ဆန္ဒပြပွဲတွေပါပေါ်ပေါက်နေပါတယ် စခွန်အလာကြာစစ်ပွဲကြောင့်တနိုင်ငံလုံးဖုတ်ဝန်းကြီးရဲ့ဂျင်နေတဲ့ဂါဇာဒေသကပါလက်စတိုင်းတွေကိုအကူအညီဆက်ပေးဖို့ဆိုရင်မဖြစ်မနေအပြစ်ရသဘောတူညီချက်မျိုးလိုအပ်တယ်လို့လူသားချင်းစာနာမှုဖွဲ့တွေကတောင်းဆိုထားပါတယ်။ဂါဇာကမ်းမြောင်ဒေသကိုအခုလိုမျိုးလူသားချင်းစာနာမှုအထောက်ပံ့တွေပို့ဆောင်ခွင့်ပိတ်ထားတဲ့အစ္စရေးကိုအာရဗ်နိုင်ငံတွေကဝေဖန်ရှုတ်ချနေပါတယ်။အီဂျစ်နဲ့ကတာဆိုရတဲ့ကအစ္စရေးဟာလက်ရှိအသက်ဝင်နေဆဲဖြစ်တဲ့အပြစ်ခက်ရဆဲသဘောတူညီချက်ကိုချိုးဖောက်တယ်လို့ဆိုဆွဲပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုရေးအကြီးအကဲမိုက်ကယ်တွန်ဖရန်ချာကအဲ့ဒီချိန်တွေကတော်ဆိုးရစရာပါလို့ပြောပါလိမ့်။အိဇေဝန်ကြီးချုပ်ဗင်မင်းဒါညာဟုကတော့ဂါဇာစီပေးပို့တဲ့နိုင်ငံတကာအထောက်ပံ့တွေကိုဟာမတ်စ်တွေကခိုးယူတာကြောင့်မိမိဟာလုံးသိလုံးထတဲ့နီလန်နဲ့တုံ့ပြန်ခဲ့တယ်ဆိုပြီးတော့အပိသက်ပြောထားတာဖြစ်ပါလိမ့်။ အာရုံနိုင်ငံတွေကတော့ဝိုင်းဝန်းကဲကိုကွက်နေပါလေ။အီဂျီယောကတာဘာအစ္စရေးနဲ့ဟာမတ်ကြားပြစ်ခတ်ရစဲရေးသဘောတူညီညွတ်ရအောင်ဂျာဝင်စစ်ဆက်ညှိနှိုင်းခဲ့တဲ့နိုင်ငံတွေပါ။ဆော်ဒီကလည်းထောက်ပံ့ရေးပစ္စည်းတွေအစ္စရေးကပိတ်တဲ့ကိစ္စကိုရှုတ်ချကြောင်းထုတ်ပြန်ပါလေ။ဟာမတ်တွေကတော့အဲ့ဒီလူသားချင်းစာနာထောက်ထားမှုထောက်ပံ့နေဂျာဖြတ်ခိုးတယ်ဆိုတဲ့အစ္စရေးဆွဆွချက်ကိုညှင်းဆို့ထားတယ်လို့သိရပါလေ။